င်္ဂလာပါဆီယန်နန်သတင်းဌာနရဲ့2025ခုနှစ်မတ်လ20ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဒီကနေ့အတွက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာတွေကတော့ NSPNC ကဦးဆောင်ပြီး Peace.2025 ညဉ့်ဉေးစကားပိုင်း2025ကိုနေပြည်တော်မှာကျင်းပသွားမယ့်သတင်းအစ္စရေးနဲ့ဆွေးနွေးဖို့လမ်းဖွင့်ထားတယ်လို့ Hamas အဖွဲ့ကပြောဆိုလိုက်တဲ့သတင်းအပါအဝင်နောက်ဆုံးရပြည်တွင်းသတင်းနိုင်ငံတကာသတင်းနဲ့အားကစားသတင်းတွေကိုတင်ဆက်ပေးမှာပါ ပထမဆုံးသတင်းတပုတ်အနေနဲ့တင်ဆက်ပေးမှာကတော့အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ညီညွတ်ရေးဖော်ဆောင်မှုညီနိုင်ရေးကော်မတီ NSPSC ကဦးဆောင်ပြီး Peace Talk 2025ညီညွတ်ရေးစကားဝိုင်း2025ကိုနေပြည်တော်မှာကျင်းပသွားမယ့်သတင်းပြည်စုံကိုတင်ဆက်ပေးပါမယ်။ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ညီညွတ်ရေးဖော်ဆောင်မှုညီနိုင်ရေးကော်မတီ NSPNC ကဦးဆောင်ပြီး Peace.2025 ညီညွတ်ရေးစကားဝိုင်း2025ခေါင်းစဉ်နဲ့2025ခုနှစ်မတ်လ24 25 26ရက်တွေမှာနေပြည်တော်မှာတွေ့ဆုံဆွေးနွေးပွဲပြုလုပ်မှာဖြစ်ကြောင်းသိရပါတယ်။အဲ့ဒီတွေ့ဆုံပွဲမှာခေါင်းစဉ်ကွဲနှစ်ခုနဲ့အဖွဲ့နှစ်ဖွဲ့ဖွဲ့စည်းပြီးဆွေးနွေးကြမှာဖြစ်ကြောင်းအဖွဲ့တဲ့အနေနဲ့နိုင်ငံရေးနဲ့လုံခြုံရေးကဏ္ဍအဖွဲ့နဲ့အနေနဲ့စီးပွားရေးနဲ့နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆိုပြီးဖွဲ့စည်းကဆွေးနွေးကြမှာဖြစ်ကြောင်းသိရပါတယ်။ကြကြပြပြလှုပ်ဆောင်တဲ့အနေအထားရှိတာကြောင့်အခုဆွေးနွေးပွဲပြီးရင်မြန်မာညီညွတ်ရေးအတွက် ရှေ့ရောက်လာမယ့်အလားအလာရှိတယ်လို့အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF ကဒုဥက္ကဋ္ဌဦးထောင်ကျော်က CNN တင်းထဏာကိုပြောပါတယ်။ပါဝင်တဲ့ဒီဟိုဘောနော်ကျွန်တော်တို့ခက်ချထားတဲ့ဟာတွေကလည်းတကယ်တော်တော်ဟို 路都到松梅路，内滩西路，到到松梅村嘞内滩西路，康定年嘞那些，那么年年都还在那那家拉拉。因为本地不太出差呢，除非他出差，那个啦就嘛，只管伊怎样看待我，啊，做干呢，嘛实实在在在哪里，铁通是那大大的话片嘞，是拉个。那其他的，罗杰杰对面那边内滩西路，那跑外卖路边嘞，啊，只管，只管大家个，用着你大家走路先嘞。 ကမ္ဘာညီမရာရှိတွေရောဒီ EA ကိုပို့စလေရောဘာရောဆိုတော့ခါကြတော့ကျွန်တော်တို့ဒီတပွဲပြင်းတော့တော်တော်လေးကိုမြန်မာငင်းငင်းရေးအတွက်ကတော်တော်ရှေ့ရောက်လာမယ်လားလားရှိရပါတော့တော်တော်လေးဖြစ်ဖြစ်ရောက်တော့ဖြစ်မယ်လို့ထင်ပါတယ်ခင်ဗျ ဲ့ဒီတွဲဆောင်ဆွေးနွေးပွဲမှာ NSPNC ကကော်မတီဝင်တွေတမရော်ကအငိမ့်စားရာရှိကြီးတွေ JMC ကိုယ်စားလှယ်တွေတိုင်းဒါလက်နက်ကင်ကိုယ်စားလှယ်တွေနိုင်ငံရေးပါတီကိုယ်စားလှယ်တွေညီညွတ်ရေးလုပ်ငန်းရှင်မှာပါဝင်ဆောင်ရွက်နေကြသူတွေဝင်ကြီးဌာနအဖွဲ့အစည်းတွေကညွှန်ကြားရေးမှူးချုပ်တွေနဲ့လေ့လာသူတွေစသည်တို့ပါဝင်ကြောင်းသိရပါဗျ။အဲ့ဒီဆွေးနွေးပွဲကတစဉ်မြမညီညွတ်ရေးဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးကောင်းတဲ့ဘက်ကိုတွားနိုင်ကြောင်းရခိုင်ဦးဆောင်ပါတီ AFP ဥက္ကဋ္ဌဒေါက်တာအီမောင်ကဆီယန်နိုင်တဲ့ဌာနကိုပြောပါရစေ။ 这个手术呢，部位呢，那么你家的切身的呢，可能就整个大腿就，康复的恢复就慢一点。那么你家的，是那个乙肝呢，病毒的定义呢，就切除的，就割布，就割布比苏亚苏亚特酷呢，比现在那个，那么那个乙肝的，如果也老公的，老公不好的，别人自己也不好。但是我们专门比嘛，手术的讲的呢。 ဆိုတော့အဖြစ်တစ်ခုကတော့လူလူကိုလေးဆွေးနွေးပွဲပြီးရင်ပေးလာနိုင်တယ်အဲ့ဒါလိုပဲအစိုးရစီလည်းဒီဆွေးနွေးပွဲနဲ့ပတ်သက်လို့ကြက်လက်တွေကိုတင်ပြပြီးမှရှေ့ဆက်သွားမယ်ပုံသဏ္ဍာန်လေးတွေကိုအဖြစ်ထုတ်နိုင်မှာပေါ့ဆိုတော့သူတို့သမတ်ထားပြီးဒီလေရွေးကောက်ပွဲက2025ဒီဇင်ဘာကိုဒုဗုံ2026 January စသဖြင့်ပေါ့အဲ့ဒီဖြစ်စဉ်ပြီးရင်ရွေးကောက်ပွဲကဘောထွန်လာတဲ့အစိုးရတရက်ကိုအာဏာပြောင်းမှုအဲ့ဒီဖြစ်စဉ်ပေါ်လာမှာပေါ့ ဆိုအဲ့ဒီဖြစ်စဉ်တွေမပေါ်ခင်ခုတာလာကစပြီးတော့ဆိုရကိုရောပြည်သူကိုရောခုနပြောတဲ့ဥစ္စာတွေပေါ်မှာအဖြေထုတ်ကြတဲ့အဖြေတစ်ခုခုကိုပေးနိုင်တယ် နေပြည်တော်မှာကျင်းပမဲ့တွဲဆုံဆွေးနွေးပွဲဟာယူကပ်ပွဲမတိုင်ခင်ကြားကာလမှာပြည်ရင်းနိုင်ငံရေးပြည်လည်မှုရရှိဖို့အမျိုးသားပြည်နယ်ရင်ကြားစေနိုင်ဖို့တည်ငြိမ်တဲ့ယူကပ်ပွဲကြီးတစ်ခုကိုအတူပူးပေါင်းပါဝင်ကာအခြေခံဥပဒေအရလက်တွဲဆောင်ရွက်နိုင်ဖို့နဲ့နိုင်ငံရဲ့အနာဂတ်အတွက်ကောင်းမွန်တဲ့အစီအမံတွေကိုတည်ဆောက်နိုင်ဖို့စတဲ့ကိစ္စရပ်တွေအတွက်ပြုလုပ်တာဖြစ်တယ်လို့နိုင်ငံရေးပါတီတွေကပြောပါတယ်။လက်ရှိမြန်မာနိုင်ငံတော်မှာလက်နက်ကင်အင်အားစုတွေနဲ့မြန်မာတပ်မတော်ကြားတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေပြီး2025ခုနှစ်အတွက်လူသားချင်းစာနာမှုဆိုင်ရာအကူအညီလိုအပ်သူတန်း30နီးပါးရှိနေကြောင်းလူသားချင်းစာနာထောက်ထားမှုအတွက် ဒေါ်လာ1ဘီလီယံကျော်လိုအပ်တယ်လို့ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးယုံ UNO ချာကထုတ်ပြန်ထားပါတယ်။နာဇကဥက္ကဋ္ဌဘူဂျုံမူကြီးမင်းအောင်လိုင်းကတော့ဒေသခံတိုင်းရင်းသားတွေအနေနဲ့လက်နက်ကင်အဖွဲ့အစည်းတွေကိုနိုင်ငံရေးနီလန်းနဲ့စစ်ဆေးညှိနှိုင်းအပြေရှာရေးအပိပုမေတ္တာရက်ခံကြောင်းတိုက်တွန်းထားပါတယ်။နောက်ထပ်တင်ပြပုံအနေနဲ့2026ခုနှစ်အတွင်းရခိုင်ပြည်နယ်ကိုမွတ်စလင်ဒုက္ခသည်တွေကိုပြန်ပို့မဲ့ဘင်္ဂလားဒေ့ရှ်ရဲ့အစီအစဉ်က မဖြစ်နိုင်ဘူးလို့နိုင်ငံရေးလှိလသုံးသက်သူတွေကပြောဆိုလိုက်တဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်။ မွတ်စလင်ဒုက္ခသည်တွေကိုလာမယ့်2026ခုနှစ်အတွင်းရခိုင်ပြည်နယ်ကိုပြန်လည်ပို့ဆောင်သွားမယ်လို့ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့အကြီးအကဲမိုဟာမက်ယူနိုရဲ့ပြောကြားမှုဟာလက်တွေ့မှာဖြစ်နိုင်ဘူးလို့နိုင်ငံရေးလှစ်လှမ်းသုံးသပ်သူတွေက CNN သတင်းဌာနကိုပြောပါရယ်။မွတ်စလင်ဒုက္ခသည်တွေအနေနဲ့လာမယ့်နှစ်ယမတန်ဥပုပ်လပွဲတော်အတွင်းရခိုင်ပြည်နယ်ကနေရက်တွေမှာကျင်းပနိုင်ရေးကြိုးပမ်းသွားမယ်လို့မက်လ14ရက်ကဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကော်ပစားဒုက္ခတဲ့စခန်းကိုကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဂူတာရက်စ်နဲ့အတူတွားရောက်ချိန်မှာယူနစ်ကပြောကြားခဲ့တာဖြစ်ပါတယ်။မွတ်စလင်ဒုက္ခသည်တွေကိုပြန်လည်လက်ခံရေးဆွေးနွေးမှုတွေရှိလာနိုင်ပေမဲ့လည်းပြန်လည်လက်ခံဖို့ဟာမလွယ်ကူလှဘူးလို့တရုတ်မြန်မာရေးလိလာသုံးသက်သူဒေါက်တာလှကျော်စောက CNN သတင်းဌာနကိုပြောပါရယ်။အဲ့တော့ဟိုသူတို့ဘက်ကလည်းဒီကိစ္စကိုရှင်းရမယ်ဆိုတော့သဘောပေါက်ထားဖို့မရတယ်။ဒါပေမဲ့သူပြောတော့လို့ဆိုရင်မလားဆိုတော့မပြောတတ်ဘူးပေါ့ဗျာ။ ဒီဟိုရိုနင်ဂျာကိစ္စကဘင်္ဂလားဒေ့ရှ်ဘက်ကတော့ပူနေတာအမှန်ပဲဒါမဲ့ဘလို့မှဒီဟာတွေကိုကျွန်မကချက်ချင်းသတ်ခံမယ်လို့ဆိုတာမဖြစ်နိုင်ဘူးနော်အဲ့တော့အေအေဘက်ကလည်းသူကဒါကိုယာယီဖြည့်ရှင်းမှုနေရတာဆွေးဆွေးနွေးနေပြောတာတကယ်တကယ်ပြန်သတ်ခံမှုမရဘူးဒီခိုင်းဒီမှာရှိတဲ့အခုဒီလူတွေကတော့ဟိုသွားဝင်နေပြီ ရှင်းနိုင်ပြီးတော့ကျွန်တော်တို့ဒါပြည်လို့ပြန်လိုက်ခံလို့ဖြစ်မယ်။ဘင်္ဂလားဒေ့ရှ်ကမွတ်စလင်ဒုက္ခသည်တွေနေရပြန်နိုင်ရေးအတွက်အရက်ခတ်တတော်အေးနဲ့တွေ့ဆုံဆွေးနွေးဖို့လိုအပ်တယ်လို့ယုံကြည်ကြောင်းလည်းကုလသမဂ္ဂအထွေထွေအထွေရေးမှုချုပ်ဂူတာရက်စ်ကမက်လ15ရက်မှာပြောကြားခဲ့တာပါ။အဲဒီနောက်အာဇာကောင်းဆောင်အပါအဝင်၁၀ဦးကိုဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေကဖမ်းဆီးရမိခဲ့တယ်လို့မက်လ၁၈ရက်မှာဘင်္ဂလားဒေ့ရှ်အခြေစိုက်တည်င်းဌာနတွေကနေဖော်ပြလာကြတာပါ။2026ခုနှစ်အတွင်းမွတ်စလင်ဒုက္ခသည်တွေကိုရခိုင်ပြည်နယ်ကိုပြန်ပို့ဖို့မှာဘင်္ဂလားဒေ့ရှ်ဘက်ကမျှော်မှန်းချက်ဖြစ်နိုင်ကြောင်း 2026ခုနှစ်အတွင်းရခိုင်ပြည်နယ်မှာမြမတက်မတော်ကင်းစင်သွားမယ်ဆိုပါကအေအနေနဲ့သူတို့နေရပြန်ရေးကိုဆောင်ရွက်နိုင်စရာရှိကြောင်းနိုင်ငံရေးလှစ်လာတုံ့တက်သူဦးတန်းစိုးနိုင်ကစီရင်တဲ့တင်ထားတာကိုပြောပါရစေ။ဟိုအဲ့လိုအဲ့လိုမြန်မာကြည့်ဖြစ်ပါလိမ့်မယ်နော်။2026နေ့2026ဖြစ်ဖို့ဆိုတာကဘယ်ကလာကြည့်မှာဒီရေဒီခိုင်ပြည်စောင်းစီစစ်တဲ့ကင်းစင် 都羡慕人家，人家老姑娘当明星了，你有人家的苹果一提上，不然你你都跟上面玩一下，江西来的，哎，今年有蛮多，啊，都接到手的，那你听嘛，一些高级的主播，就比如伊古泰的那个，呃，阿萨托耶都羡慕个，看到退休之后人人都有上面个，嗯。 ဖန်ဆီးတာဖြစ်ပြီးတော့နှစ်ထောင်ဆယ်နှစ်ဆယ်ချောက်ပုံရင်းတော့ရှင်တော့ဘယ်နာရီတီပြန်ပြီးရေးရှိလာလို့ဒီအင်းကြီးနဲ့နေနေတာနဲ့ပူအောင်ဆောင်ရွက်ပြီးကျွန်တော်အရှိတ်ရှိရှင်ရဲ့ပေါ်ထွက်လာနေကြအကြောင်းရှိတယ်လို့ကျွန်တော်တို့ပြောနေပါတယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံသားရဲ့အကြံပေးတိုဟစ်ဟူစင်ကလည်းမွတ်စလင်ဒုက္ခသည်တွေဂုံတိခါရှိစွာနေရပြန်နိုင်ရေးမြန်မာနိုင်ငံအစိုးရနဲ့ဒေသအာဏာပိုင်တွေအပေါ်အများကြီးသက်ဆိုင်ကြောင်းလည်းပြောကြားထားတာပါ 2019ခုနှစ်ကရခိုင်ပြည်နယ်အတွင်းဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့်နေရွတ်စွန်ခွာကဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်ရှိနေတဲ့မွတ်စလင်ဒုက္ခသည်တိတသမနှစ်တန်းခန့်ရှိတယ်လို့ထုတ်ပြန်ချက်တွေအရသိရပါဗျ။ဒါပေမဲ့မြန်မာအစိုးရဘက်ကတော့အဲ့ဒီဒုက္ခတွေအရေးအတွက်မရှိကြောင်းပြောကြားထားတာပါ။ရှန်နိုင်တဲ့ထဏာရဲ့နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်။အစ္စရေးနဲ့ဆွေးနွေးဖို့လမ်းဖွင့်ထားတယ်လို့ဟာမတ်စ်အဖွဲ့ကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အစ္စရေးကဂါဇာကမ်းမြောင်ဒေသကိုဘုံကျဲတိုက်ခိုက်ခဲ့ပြီးနောက်အစ္စရေးအနေနဲ့ဂါဇာပြစ်ခတ်ရဲစေးရေးကိုကောင်းတဲ့ဖို့ဖို့ဟမတ်စ်အဖွဲ့ကမတ်လ19ရက်မှာတိုက်တွန်းခဲ့ပြီးဆွေးနွေးညှိနှိုင်းရေးလမ်းဖွင့်တာကြောင့်ပြောကြားခဲ့တယ်လို့ဘန်ကောက်ပို့စ်မှဖော်ပြခဲ့ပါတယ်။အစ္စရေးဟာမတ်လ19ရက်ကဂါဇာဒေသကိုလေကြောင်းတိုက်ခိုက်မှုတွေထပ်မံလုပ်ဆောင်ခဲ့တာကြောင့်လူ73ဦးသေဆုံးခဲ့ကြောင်းဂါဇာပြည်သူ့ကာကွယ်ရေးအေဂျင်စီကပြောကြားခဲ့ပါတယ်။လေကြောင်းတိုက်ခိုက်မှုတွေဟာကနဝုအဆင့်သာရှိသေးကြောင်းအစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုက ပြောကြားခဲ့ပြီးနောက်အစ္စရေးလေတရဲစစ်စင်ရေးတွေစတင်ခဲ့တာဖြစ်ပါတယ်။ကုလား သမဂ္ဂနဲ့ပြည်ပနိုင်ငံတွေကတော့အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုတွေမှာအရက်သားတိုက်ဆုံမှုတွေများပြားခဲ့တဲ့အတွက်ဝေဖန်ရှုံချခဲ့ကြပါတယ်။အဒီနောက်အပြစ်ခက်ရဲစဲရေးကြိုးပြက်ခဲ့ပြီးနောက်အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်တိုက်ဆုံသူ400ကျော်ရှိလာခဲ့တယ်လို့ဂါဇာကျမ်းမာရေးဝန်ကြီးဌာနကပြောကြားခဲ့ပါတယ်။ဟမတ်စ်အဖွဲ့ကတော့အပြစ်ခက်ရဲစဲရေးသဘောတူညီချက်အစ်စ်ကိုပြန်လည်ဖော်ဆောင်ဖို့ဆွေးနွေးမှုတွေလမ်းဖွင့်ထားပေမဲ့ဇန်နဝါရီ19ရက်မှာစတင်အသက်ဝင်ခဲ့တဲ့အပြစ်ခက်ရဲစဲရေးသဘောတူညီချက်ကိုတက်တန်းတိုးဖို့ညှင်းဆုံခဲ့ပါတယ်။ကျွန်တော်တို့မှာတတ်မှတ်ချက်တွေမရှိပါဘူး။ဒါပေမဲ့အစ္စရေးရဲ့နေမြေသိမ်းပိုက်မှု တွေနဲ့စစ်စင်ရေးတွေကိုချက်ချင်းရပ်တန့်စေလို့ပြီးစစ်စင်ညီနိုင်မှုဒုတိယအဆင့်ကိုစတင်ဖို့တောင်းဆိုထားပါတယ်လို့ Hamas အဖွဲ့ကထုတ်ပြန်ခဲ့ပါတယ်။ Masla အစောပိုင်းကတပ်တန်းကုံသွားခဲ့တဲ့အပြစ်ခက်ရစဲရေးသဘောတူညီချက်ပထမအဆင့်ပြီးဒုတိယအဆင့်ကိုဆက်လက်ဖော်ဆောင်ဖို့ဆွေးနွေးညီနိုင်မှုတွေမှာ Israel နဲ့ Hamas ကြားသဘောထားချင်းကွဲလွဲနေတာကြောင့်ဆွေးနွေးမှုတွေမှာရပ်တန့်နေခဲ့ပါတယ်။ Israel နဲ့ American ကတော့ပထမအဆင့်သဘောတူညီချက်မှာပါဝင်နေတဲ့တမတ်ချက်တွေကိုပြောင်းလဲဖို့ကြိုးပမ်းနေတာကြောင့်ဒုတိယအဆင့်ဆက်လက်ဖော်ဆောင်ရေးအတွက်အနောက်နေကြံကြခဲ့ရခြင်းဖြစ်ပါတယ်။ Hamas အဖွဲ့ကတော့က နက်ဦးသဘောတူညီချက်ကိုပြောင်းလဲမဲ့အစ္စရေးရဲ့အဆိုပြုချက်ကိုညှင်းဆိုခဲ့ပြီးမူလသဘောတူညီချက်အတိုင်းသာအပြည့်အဝအကောင့်ထည့်ဖို့တောင်းဆိုထားပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ပူတင်နဲ့ထရန့်တို့အပြန်အလှန်နားလည်ပြီးယုံကြည်မှုတည်ဆောက်နိုင်ခဲ့တယ်လို့ Kremlin ကထုတ်ပြန်လိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရုရှားသမ္မတပူတင်နဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်တို့ဟာအပြန်အလှန်နားလည်မှုရရှိခဲ့ပြီးယုံကြည်မှုကိုတည်ဆောက်နိုင်ကြတယ်လို့ခရမလင်နန်းတော်ကထုတ်ပြန်ခဲ့ကြောင်းရိုက်တာကဖော်ပြခဲ့ပါတယ်။ကောင်ဆောင်တော်ဟာဆိုရစွာထိခိုက်ခဲ့တဲ့အမေရိကန်ရုရှားဆက်ဆံရေးကိုတဆင်ချင်းစီပြန်လည်ထိန်းသိမ်းဖို့ဆုံးဖြတ်ခဲ့တယ်လို့လည်းထုတ်ပြန်ကြမှာဖော်ပြခဲ့ပါတယ်။ပူတင်နဲ့ထရန့်တို့ဟာမလ၁၈ရက်ကဖုန်းနဲ့ဆက်သွယ်ပြောဆိုခဲ့ပြီးပူတင်ကယူကရိန်းရဲ့စွမ်းအင်အဆောက်အုံတွေကိုတိုက်ခိုက်မှုကိုယာယီရနာဖို့သဘောတူခဲ့တယ်လို့ခရမလင်ပြောခွင့်ရပုဂ္ဂိုလ်ဒီမီထရီပတ်စကော့ဖ်ကပြောကြားခဲ့ပါတယ်။ဒါပေမဲ့ထရန့်ကအဆိုပြုပေးခဲ့တဲ့ရုရှား ူကရိန်းရပ်ပေါင်း30ကြာအပြည့်ခတ်ရစေးကိုအတည်ပြုဖို့ပူတင်ကညှင်းဆိုခဲ့တယ်လို့ပတ်စကော့ဖ်က ပြောပါတယ်။ယုံကြည်ချက်အပြည့်နဲ့ကျွန်တော်ပြောနိုင်တာကတော့တမရပူတင်နဲ့ထရန့်တို့ဟာတယောက်နဲ့တယောက်ကောင်းမွန်စွာနားလည်ထားကြပြီးတယောက်နဲ့တယောက်ယုံကြည်ကြပါတယ်။ပြီးတော့ရုရှားအမေရိကန်ဆက်ဆံရေးကိုလည်းတဆင့်ချင်းစီပြန်လည်ထူထောင်ဖို့ပူးပေါင်းဆောင်ရွက်သွားချင်နေကြပါတယ်လို့ပတ်စကော့ဖ်ကပြောပါတယ်။နိုင်ငံတမရနှစ်ဦးကြားတိုက်ရိုက်ဖုံးဆက်သွယ်မှုနဲ့ဗီဒီယိုဆက်သွယ်မှုကအရေးကြီးကြောင်းအရင်အမေရိကန်တမရဂျိုးဘိုက်ဒန်လက်ထက်ကတော့အဲ့ဒီလိုဆက်ဆံမှုတွေမရှိသလောက်နှဲပါခဲ့ကြောင်းလည်းပတ်စကော့ဖ်ကပြောပါတယ်။ရုရှားနဲ့အမေရိကန်ဟာအရင်ကြီးမ ားတဲ့နိုင်ငံတွေဖြစ်ပါတယ်။အရင်အမေရိကန်အစိုးရလက်ထက်ကတော့ဆက်ဆံရေးတွေပြည့်စည်ခဲ့ရပါတယ်လို့သူကပြောပါရယ်။နှစ်နိုင်ငံတန်တမန်ဆက်ဆံရေးကို ပြန်လည်ထိန်းသိမ်းဖို့တမရနှဦးရဲ့စန္ဒာနဲ့အညီအချိန်ယူကြိုးပမ်းရမှာဖြစ်ကြောင်းလက်ရှိမှာတမရနှဦးကဆက်ဆံရေးတွေကိုပြန်လည်ထိန်းသိမ်းဖို့ပြင်ပြတဲ့စန္ဒာရှိနေတာကြောင့်အကောင်းဆုံးအာမခံချက်ရှိနေကြောင်းပက်စကော့ဖ်ကပြောကြားခဲ့ပါရယ်။အမေရိကန်နဲ့ရုရှားအကြားနောက်ထပ်တစ်ကြိမ်ထိတွေ့ဆက်ဆံမှုတွေပြုလုပ်မဲ့နေဆွဲတွေနဲ့ပုံစံအနေထားကိုတော့မကြမီသဘောတူညီမှုရရှိလိမ့်မယ်လို့လည်းခရင်မလင်ပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့ပါရယ်။ တူရကီအစိုးရကတမရအာတိုကန်ရဲ့အတိကပြိုင်မဲ့ဖြစ်တဲ့အစ္စတန်ဘူမြို့တော်ဝင်ကိုဖမ်းဆီးလိုက်တာကအာဏာသိမ်းခြင်းပဲလို့အတိုက်ခံပါတီဘက်ကနေပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တူရကီအစိုးရကတမရအာဒိုကန်ရဲ့အတိကပြိုင်မဲ့ဖြစ်တဲ့အစ္စတန်ဘူမြို့တော်ဝင်အိုင်မာမူကလူကိုဖမ်းဆီးလိုက်တာကအာနာသိမ့်ကျင်းလို့အတိုက်ခံပါတီဘက်ကပြောကြားခဲ့ကြောင်းရိုက်တာကဖော်ပြခဲ့ပါတယ်။ အစ္စတန်ဘူမြို့တော်ဝင်အိုင်မာမိုဂလူကို တူရကီအစိုးရကအကျင့်ပြတ်ချဆမှုနဲ့အကြမ်းဖက်အဖွဲ့ကိုကူညီပေးနေတယ်ဆိုတဲ့ဆွဲချက်တွေနဲ့ဖမ်းဆီးထိန်သိမ်းခဲ့ပါတယ်။တူရကီနိုင်ငံကအထက်အတိုက်ခံပါတီကတော့အိုင်မာမိုဂလူကိုဖမ်းဆီးထိန်သိမ်းတာကမိမိတို့ရဲ့တမရလောင်းကိုအာဏာသိမ်းတာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။အခုဖြစ်ရကြောင်းတူရကီအစိုးရဟာသူတို့ကိုဝေဖန်တဲ့အတိုက်ခံကောင်းဆောင်တွေကိုလာပေါင်းများစွာကြာဖိနှိပ်နေတဲ့အခြေအနေကိုပေါ်လွင်စေခဲ့ပါတယ်။ ။အစ္စတန်ဘူမြို့တော်ဝင်ဖမ်းဆီးခံရပြီးတဲ့နောက်တူရကီရဲ့လီယာငွေကြီးဟာစနစ်ရာဂိုင်းလုံးအထိကျဆင်းသွားခဲ့ပြီးဒေါ်လာကို52လီယာအထိမြင့်တက်လာခဲ့ပါတယ်။အဲဒါကြောင့်အာဒူဂန်22နှစ်ကြာအုပ်ချုပ်လာခဲ့တဲ့နေတိုးအဖွဲ့ဝင်ဖြစ်တဲ့တူရကီရဲ့ပေါ်ထွန်းစာစည်းကွက်မှာတရားဥပဒေစိုးမိုးမှုရောကြလာမဲ့အခြေအနေအပေါ်စိုးရိမ်မှုတွေမြင့်တက်လာစေခဲ့ပါတယ်။အသက်54နှစ်အရွယ်အိုင်မာမူကလူဟာသူရဲ့ Republican ပြည်သူ့ပါတီ CHP ရဲ့တရားဝင်သမ္မတရွေးကောက်ပွဲဝင်ကိုယ်စားလှယ်လောင်းအဖြစ်ရပ်ပိုင်းအတွင်းခန့်အပ်ခံရပွဲရှိနေပါတယ်။ လက်ရှိမှာသူဟာရာဇဝတ်အဖွဲ့အစည်းကိုဦးဆောင်မှုလက်ပေးလက်ယူမှုတင်တာတွေကိုအကြံဖန်လုပ်မှုဆွဲချက်တွေအပါအဝင်ဆွဲချက်အများပြားနဲ့စုံစမ်းစစ်ဆေးခံနေရပါတယ်။အာနာပိုင်တွေကအစ္စတန်ဘူမြို့မှာဆန္ဒပြမှုတွေကိုယာယီတားမြစ်ပိတ်ပင်ခဲ့ပြီးရဲတပ်ဖွဲ့ကလမ်းတွေကိုပိတ်ပင်ထားတဲ့အတိုင်းလူပေါင်း၁၀၀ခန့်ဟာအိမ်မမူကလူကိုခေါ်ဆောင်သွားတဲ့ရဲစခန်းရှိမှာစုယုံဆန္ဒပြခဲ့ကြပါတယ်။ တူရကီဟာနောက်တက်မဲ့သမ္မတကိုစန့်ကျင်တဲ့ဆန္ဒပြမှုကိုလှုပ်ဆောင်နေပါဗျာ။ကျွန်တော်တို့ကအာနာသိမ့်မဲ့အထောက်ကျိုးပံမှုကိုရင်ဆိုင်တဲ့အနေနဲ့အခုလိုစုယုံရောက်ရှိလာခဲ့တာပါလို့ဆန္ဒပြသူတူကပြောကြားခဲ့ပါဗျာ။ဆီယန်နိုင်တဲ့ထဏာရဲ့နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့အာကစားသတင်းကိုတင်ဆက်ပေးပါမယ်။ပေါ်တူဂီကစားသမားတိုင်းဟာအတင်းကောင်းဆောင်ဖြစ်တဲ့ရိုနယ်ဒိုကစားသမားဘဝကနေအနားမယူခင်ကမ္ဘာဖလားရယူပေးဖို့ဆန္ဒရှိတယ်လို့ပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ United အသင်နောက်ခံလူထားလောက Portuguese ကစားသမားတိုင်းဟာအသင်ကောင်းဆောင် Ronaldo ကစားသမားဘဝကနေအနားမြူခင်ကမ္ဘာဖလားရယူပေးဖို့ဆန္ဒရှိတယ်လို့ပြောခဲ့ပါတယ်။ဒါလောက Ronaldo ကိုဖော်ပြဖို့အတွက်နောက်ထပ်နာမဝိသေသနာတွေကိုရှာဖွေဖို့ကအလွန်ခက်ခဲပါတယ်။ Ronaldo နိုင်ငံအသင်းမှာဆက်ရှိနေပြီးအခိုက်အတန့်တွေကိုမျှဝေခွင့်ရတာဟာကျွန်တော်တို့အတွက်ကြီးမားတဲ့အခွင့်အထူးပါ။သူ့ရဲ့ကစားသမားဘဝတစ်လျှောက်လုံးမှာပြသခဲ့တဲ့ချက်ချင်းမြစ်တာတွေကမေကွန်းထုတ်လို့မရပါဘူး။ ကျွန်တော်တို့ကဒါကိုဥပမာအနေနဲ့အသုံးပြုပြီးပေါ်တူဂီအတွက်သူအနိုင်ရတာကိုမြင်တွေ့ရမှာဟာလှပတဲ့ဇလန်တပုတ်ဖြစ်လာပါလိမ့်မယ်။ကစားသမားတိုင်းကလည်းဒါကိုလိုချင်တယ်ဆိုတာကျွန်တော်ယုံကြည်ပါတယ်လို့ပြောခဲ့တာပါ။အသက်၄၀နှစ်အရွယ်ရှိပြီဖြစ်တဲ့ရနယ်ဒိုအတွက်လာမယ့်2026ကမ္ဘာဖလားပြိုင်ပွဲဟာကမ္ဘာဖလားချန်ပီယံဆုကိုရယူခြင်းနဲ့သူ့ရဲ့နောက်ဆုံးအခွင့်အရေးဖြစ်လာဖို့ရှိနေပါတယ်။ ရနေဒိုကတော့အခုချိန်ထိအနားယူမဲ့ရက်ကိုထုတ်ဖို့ပြောထားခြင်းမရှိသေးပေမဲ့2026ကမ္ဘာဖလားပြိုင်ပွဲပြီးရင်သူအနားယူလိမ့်မယ်လို့အများပြကခန့်မှန်းထားကြပါဗျ။ရနေဒိုကပေါ်တူဂီအသင်းကို Euro 2016နဲ့2019 Nation League ပြိုင်ပွဲတွေမှာချန်ပီယံဆုရရှိအောင်ကူညီပေးထားတာဖြစ်ပါတယ်။ဒါလောကတော့ရနေဒိုနဲ့ပေါ်တူဂီအသင်းမှာအတူတွဲကစားခွင့်ရတဲ့အချိန်အတွင်းမှာစူပလာတွေရယူပေးနိုင်မှုမျှော်လင့်နေရပါ။ပေါ်တူဂီအသင်းဟာလက်ရှိအချိန်မှာ Nation League Quarter Final ကစားဖို့လေ့ကျင့်ပြင်ဆင်မှုတွေပြုလုပ်နေပြီးဒိမ့်မတ်အသေးနဲ့နှစ်ကြော့ရှင်ပြိုင်ရမှာဖြစ်ပါတယ်။ ဒိမတ်နဲ့ပေါ်တူဂီအသင်းတို့ရဲ့ပထမအကြော်ပွဲစဉ်ကိုမတ်၂၁ရက်မနက်ပိုင်းရှင်းပြိုင်သွားမှာပါဒီပွဲစဉ်မှာအနိုင်ရတဲ့အသင်းဟာ၂၀26ကမ္ဘာဖလားခြေစစ်ပွဲအဖြစ်ဟန်ဂေရီအိုင်ယာလန်အာမေးနီးယားအသင်းတို့နဲ့ရှင်းပြိုင်ရမှာဖြစ်ပြီးအရေးနိုင်တဲ့အသင်းက Greece စကော့တလန်ဘယ်လာရုစ်အသင်းတို့နဲ့ရှင်းပြိုင်ရမှာဖြစ်ပါတယ်ဆီယန်နိုင်တဲ့ထလာရဲ2025ခုနှစ်မလ20ရက်နေ့အတွက်နောက်ဆုံးရရှိခဲ့တဲ့သတင်းတွေကိုတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်ကြည့်ရှုအားပေးသူများအားလုံးစိတ်ချမ်းသာကိုကြံပါကြပါစေခင်ဗျာ